ပြာဒိကျန်ခန်းကြီးကိုမဆက်တဲ့ထေကပြစ္စမသတ္တမနဲ့တတ္တမတဘိုးများဟာကြောက်မဖွယ်ကောင်းတဲ့တရားစင်ခြင်းများဖြစ်တော်လဲဘုရားတခင်ရဲ့ခြေဆုတော်နဲ့သူ့ရဲ့လူများအတွက်ကာကွယ်မှုကိုလည်းထင်ရှားစေတာတွေ့ရပါတယ်။ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါ။၃မိနစ်စာနောက်ဘက်တော့မှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့တစ္ဆာရှိခြင်းနဲ့အောင်မြင်ခြင်းတို့ခေါ်ဖိတ်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ဝင်ကတော့ပါမယ်။ပြစ္စမတဘိုးပြာတိကျခါကြီးကိုပိုင်ငယ်တိတ်ကန်တဲ့ဆက်နဲ့ဝေဒနာခံရတော့လဲ နောင်တများကြတဲ့လောကလူသားများအဲ့တော့ပြစ္စမတဘောမဟုတ်တဲ့ကဖြစ်စီချင်းရဲ့တွင်းနဲ့ကိုဖွင့်ပေးတဲ့ခြေတစင်းကိုမြင်ရပါတယ်၎င်းမထွက်လာတဲ့ကျင်းကောင်များဟာဖျားရခင်ရဲ့တစိုက်ခတ်ခြင်းမခံရတဲ့ သူများကိုယ်တိုင်ညင်ဆဲခွင့်ရကြပါတယ်။ထူးဆန်းတာကဤဆင်းရဲဒုက္ခကိုခံစားရတော့လေလူများဟာမိမိတို့ရဲ့အပြစ်များမှနောင်တမရကြခြင်းပင်ဖြစ်ပါတယ်။၎င်းဟာစိတ်နှလုံးမှာကြိုးပြီးဖျားရခင်ကိုဆန့်ကျင်နေတဲ့လောကကြီးရဲ့ပုံရိပ်ကိုပုံဖော်ပြသနေခြင်းဖြစ်ပါတယ်။ဆတ္တမတဘူပြတိချန်ခန်းကြီးကိုပိုက်ငယ်73ကနေ27စစ်မဲ့နဲ့တရားစီရင်ခြင်းဆတ္တမတဘူမဟုတ်တဲ့အခါဥပရမြင့်ကြီးနာမှာရှင်အောင်လက်ရှိတော် ောင်းကင်တမန်၄ဘောက်ကိုလွတ်လုပ်တဘိုးရှိသောစတမကောင်းကင်တမန်အာဆိုဒီကိုငါကြားရ၏လို့ဖော်ပြထားတာတွေ့ရပါတယ်။ဒါကဂျီမားရဲ့စစ်တပ်ကိုစေလုကလူသားတို့ရဲ့သုံးဝတပုံကိုတတ်ဖြတ်စေပါတယ်။ဒါပေမဲ့ဒီအခါမှာပဲကြံရှိနေသူများဟာနောင်တများကြောင်းထပ်မံတွေ့ရပြန်ပါတယ်။ဒီအရာကဖျားရခင်ရဲ့တရားစင်ချင်းရာလူသားတို့အားနောင်တရဖို့အခွင့်အရေးဖြစ်တော်လေ။များစွာတော့သူတို့ကသူတို့ရဲ့ဒုစိတ်များကိုဒါခိုင်မြဲစွာစုပ်ကင်ထားကြောင်းဖော်ပြချက်ပင်ဖြစ်နေပါတယ်။ တတမတဘူပြတိချန်ခန်းကြီး7ပိုင်ငယ်15ကနေ19နိုင်ငံတော်ဟာခြေဆုတော်ရဲ့နိုင်ငံတော်ဖြစ်ခြင်းတတမတဘူမဟုတ်တဲ့အခါတခြားတဘူများနဲ့လုံးဝကွဲပြားနေပါတယ်ဒီမှာကြောက်ရွံ့ဖွယ်ရာတရားစင်ခြင်းများမပါဝင်တော့တာတွေ့ရပါတယ်ကောင်းကင်ဘုံ၌ဂျီရောအတန်တို့ကလောကီနိုင်ငံတွေငါတို့အရှင်၏နိုင်ငံဖြစ်လေပြီထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီတူဒီလဲကဘာဆက်ဆက်ဆိုးဆန်တော်မူ၏ဟုပြောဆိုကြ၏လို့ချွေးကြော်ကြ၏လို့ဖော်ပြထားတာတွေ့ရပါတယ် ဒီအချိန်ဟာဖျားတိခင်ရဲ့နိုင်ငံတော်စုံလင်စွာဆက်တင်ခြင်းနဲ့တက်စာရှိသောရှေးတန်ရှင်သူများအားဆုချီးမြှင့်ခြင်းအချိန်ပင်ဖြစ်ပါတယ်။ဒါကဒုက္ခဆင်းရဲခြင်းအလုံးရဲ့အဆုံးသတ်ခြင်းနဲ့ဖျားတိခင်ရဲ့အုပ်ဆိုးမှုဟာစုံလင်ခြင်းတော်ရောက်ရှိကြောင်းကြော်ညာခြင်းပင်ဖြစ်နေပါတော့တယ်။ဤတဘူတုံးလုံးဟာကျွန်တော်တို့အားအရေးကြီးတဲ့အမှန်တရားတစ်ခုကိုတွင်တင်ပေးထားပါတယ်။ နံပါတ်၁ဘုရားသခင်ရဲ့တရားစင်ခြင်းကမှန်ကန်ပြီးတရားမျှတမှုရှိကြောင်းဖြစ်ပါတယ်။ဘုရားသခင်ကယေရှုတော်ကိုယဉ်ပေတော်သူများခွင့်လွှတ်ထားတော်လဲနောက်ဆုံးမှာတရားစင်မှာဖြစ်ပါတယ်။နံပါတ်၂ဘုရားသခင်ရဲ့နိုင်ငံတော်ကစစ်မှန်ပြီးထာဝရတည်တံ့မှာဖြစ်ပါတယ်။ဆင်းရဲခြင်းဒုက္ခအားလုံးကသခင်ယေရှုခရစ်တော်အုပ်စိုးတော်နိုင်ငံတော်ကြီးပေါ်ထွန်းလာခြင်းအတွက်အစပြုမှုတာဖြစ်ပါတယ်။အရောဒီမှာသင်္ခါစာယူဆများကတော့စိတ်နှလုံးမှာကြိုးချင်းကိုတည်တည်ထားပါ။ပစ္စမနဲ့သတ္တမတပိုးများဟာ ားသခင်ရဲ့တရားစင်ခြင်းကိုပြင်မြင်ရတော့လေနောင်တမရတော့စိတ်နှလုံးအကြောင်းကိုတတိပေးနေပါလေယနေ့ရရှိထားတဲ့ဂျေဇုတော်ကာလကိုအေးတယူတံပိုးထားပါ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်မျှော်လင့်ခြင်းရှိပါသတ္တမတဘောကဒုက္ခရှိသည်မဟာယာယီတာဖြစ်ကြောင်းဘုရားသခင်ရဲ့အောင်မြင်မှုတာလင်ထာဝရဖြစ်ကြောင်းတည်ရစေပါれယနေ့ပင်လင်းဘုရားသခင်အားကိုးစားပါကျွန်တော်တို့ဟာမိကြီးဒုက္ခဆင်းမဲ့များနဲ့ရင်ဆိုင်ရသည်ဖြစ်စေနောက်ဆုံးမှာဘုရားသခင်ရဲ့နိုင်ငံတော်ကခြေဆုတော်ရဲ့နိုင်ငံဖြစ်မှာကိုယုံကြည်ခြင်းဖြင့်ခိုင်မြဲစွာရည်တည်လဲလျှောက်လန်းနေပါ ဓမ္မမွေဆွေများအားလုံးကိုဤနောက်ဆုံးသောကာလရဲ့ဓမ္မတရားများကိုနားလည်နိုင်သောညောင်ပြာကိုဝိငေတော်ဖျားဘေးတနာပါစေကြောင်းဆုတောင်းရင်းဝေငှလိုက်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။